မင်္ဂလာပါရှင်တနင်္သာရီတိုင်းသတင်းဌာနမနက်ခင်းသတင်းအစီအစဉ်ရဲ့အော်တိုဘာလ23ရက်နေ့အတွက်နောက်ဆုံးရသတင်းတွေကိုပြောပြပေးမှာပဲဖြစ်ပါရယ်ရှင်တနင်္သာရီတိုင်းသတင်းဌာနရဲ့မနက်ခင်းသတင်းအစီအစဉ်ကိုအပတ်စဉ်တနင်္လာနေ့ကနေတောက်ကြနေ့အထိပုံမှန်တင်ဆက်သွားပါမယ်ရှင်ထိုင်းမြန်မာနယ်စပ်မြန်မာဘက်အချမ်းကအွန်လိုင်းငွေလိမ်ကိုင်းတွေမှာအသုံးပြုနေတဲ့ Starlink Internet ဆက်အလုံးကြီး2500ကျော်ကိုပိတ်ချခဲ့တယ်လို့ SpaceX တာဝန်ရှိသူတွေကပြောပါရယ် ထိုင်းမြန်မာနယ်စပ်မြရီမျိုးမှအခြေစိုက်တဲ့ online ငွေလိမ်ကိုင်းကြားဖြန့်လုပ်ငန်းအများပြားဟာဒီနှစ်စံပိုင်းမှာထိုင်းဘက်ကလျှက်စစ်မီနဲ့အင်တာနက်တွေဖြတ်တောက်လိုက်ပြီးတဲ့နောက် Starlink အင်တာနက်ကိုအသုံးပြုပြီးငွေကြေးလိမ်လည်ရေးလုပ်ငန်းတွေဆက်လုပ်နေကြတာလို့ AFP သတင်းကဖော်ပြခဲ့ပါတယ်။ Space A ရဲ့ Starlink စီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုဆိုင်ရာဒုတိယဥက္ကဋ္ဌ Lauren Dreyer က မြန်မာနိုင်ငံကအွန်လိုင်းငွေလိမ်ကိုင်းတွေမှာအသုံးပြုနေတယ်လို့တန်တရားရှိတဲ့ဆက်အလုံးရေ2500ကျော်ကိုဝန်ဆောင်မှုဖြတ်တောက်ပြီးဖြစ်တယ်လို့ဆိုပါတယ်။တနင်္သာရီမောတောင်လမ်းပိုင်းကတိမ်ခွန်းရွာမှာစစ်ကောင်စီတပ်ကအော်တိုဘားလ22ရက်နေ့တရက်ထဲမှာ Jet Fighter နဲ့နှစ်ကြိမ်စက်တိုက်ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့ဒေတာခန်တွေကပြောပါတယ်။မနေ့ကမနက်ပိုင်း7:00နာရီခွဲလောက်မှာတိမ်ခွန်းရွာအနီးကိုဘုံကျဲခဲ့ပြီးမိုးလဲပိုင်း7:00နာရီခွဲမှာလည်းနောက်ထပ်တစ်ကြိမ်ဘုံကျဲခဲ့တယ်လို့သိရပါတယ်။ ိန်ခွန်ကျေးရွာမှာအခုလ14ရက်ကနေစပြီးတိန်ခွန်အနီးမှာစစ်တပ်နဲ့တော်လှန်ရေးတပ်တို့တိုက်ပွဲတွေပြန်ဖြစ်ပွားနေတာပါအခုလ21ရက်နေ့ကလည်းတိန်ခွန်ရွာအနီးကိုစစ်တပ်က Jet Fighter နဲ့ပုံကျဲခဲ့ပါသေးတယ်ကရင်ပြည်နယ်ဖမ်းအံမြို့နယ်ဖားပေါင်ကျေးရွာမှာကလေးတွေစာသင်နေတဲ့ဆရာမရဲ့နေအိမ်အနီးလက်နက်ကြီးကြလို့အသက်၁၂နှစ်အရွယ်ကျောင်းသူတဦးနဲ့အမျိုးသားတဦးသေဆုံးပြီး၁၁ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ အော်တိုဘာလ20ရက်နေ့ညနေပိုင်းကမူလာလန်းပြကျောင်းဆရာမတူဦးရဲ့နေအိမ်အနီးကို120မမလက်နက်ကြီးကြီးတလုံးကြားရောက်ပောက်ကွဲခဲ့တာပဲဖြစ်ပါတယ်။လက်နက်ကြီးကြားရောက်ပောက်ကွဲခြင်းကလေးငယ်15ဦးခန့်ဆရာမနေအိမ်မှာစာသင်နေခြင်းဖြစ်တာကြောင့်ကလေးငယ်တွေအပါအဝင်နေအိမ်နီးဝင်းကျင်ရှိသူတွေပါထိခိုက်သေးဆုံးခဲ့တာလို့သိရပါတယ်။တနင်္လာရီတိုင်းမှာစီအိုစုတက်ရဲ့စစ်မှုရန်တင်နန်းအပတ်စဉ်ဆက်ရှိတင်နန်းဖွင့်ပွဲကိုအခုလ22ရက်နေ့မနက်ပိုင်းမှာပြုလုပ်ခဲ့ပါတယ် အဲ့ဒီတင်နန်းဖွင့်ပွဲကိုကျွန်းစုမျိုးနယ်မှာရှိတဲ့အမှတ်59ရေတက်လေးကျင်ရေတက်မှာပြုလုပ်ခဲ့တာဖြစ်ပြီးကံယိုရန်တိုင်းစစ်ဌာနချုပ်တိုင်းမှဘုံမှုချုပ်တော်တော်ဟန်တက်ရောက်ခဲ့တယ်လို့စစ်သတင်းရင်းမြစ်တွေကထုတ်ပြန်ထားပါတယ်စစ်တပ်ဟာအခုပြုလုပ်နေတဲ့အပတ်စဉ်ဆက်ရှိစစ်မှုရန်တင်နန်းအတွက်ဒဝဲမြို့အပါဝင်တနင်္သာရီတိုင်းထဲမှာနေအိမ်တွေပေါ်ထိတက်ပြီးတပ်သားတစ်စုဆောင်တာနဲ့အတင်းအာရမတပ်သားတစ်စုဆောင်တာတွေကိုလှုပ်ဆောင်ခဲ့တာပဲဖြစ်ပါတယ် ရေပြူမြို့နယ်မှာစစ်ကြောင်းထိုးနေတဲ့စစ်အုပ်စုစစ်ကြောင်းဟာကြေးရွာနှစ်ခုကအရက်သားနေအိမ်တွေကိုမိရှို့ဖျက်ဆီးခဲ့ပါတယ်။စစ်အုပ်စုစစ်ကြောင်းဟာတဝဲစီမံကိန်းလမ်းမိုင်းပေါ်ကကြေးရွာဖြစ်တဲ့ခမောက်ချောင်းနဲ့ဝက်ချောင်းရွာအနီးတော်လန်ရေးတပ်တွေနဲ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးတဲ့နောက်အဲ့ဒီရွာနှစ်ရွာကနေအိမ်ဆယ်ဆောင်ထပ်မင်းဲကိုလည်းမိရှို့ဖျက်ဆီးခဲ့တာပဲဖြစ်ပါတယ်။လောင်းလုံမြို့နယ်ကရင်ကြီးရွာတဝိုင်းမှာစစ်အုပ်စုတပ်ဖွဲ့ဝင်တွေကင်းမုံဝစ်တာပြည်သူတွေကိုဖမ်းဆီးစစ်ဆေးတာတွေလှုပ်ဆောင်နေတယ်လို့သိရပါတယ်။ အခုလ19ရက်ကဒဝဲရေနံစိတ်ကန်းစီမံကိန်းရဲ့စိတ်ကန်းငယ်တရှိတဲ့ပီတက်ငယ်ရွာကနေကြောက်စင်ရွာဘက်ကိုစစ်အုပ်စုတပ်သားတွေတင်းမောနဲ့ရောက်လာပြီး ကြောက်စင်ကနေကရင်ကြီးရွာဘက်ကိုထပ်မံရောက်လာကြတယ်လို့သိရပါတယ်။ပြည်နယ်သားကြီးတိုင်းသတင်းဌာနရဲ့မနက်ခင်းသတင်းအစီအစဉ်ကိုနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။